Hi, warmly welcome back to Hello Channel. အားလုံးပဲမင်္ဂလာပါရှင် Hello Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Okay, တပတ်ရှိပြီပါပြီเนาะ။အမျိုးဒီအရင်တပတ်ကဆွဲပေးတာအာ Friday ပေါ့နော်။ Future Friday stuff နဲ့ပတ်သက်ပြီးတော့အမျိုးဆွဲပေးတယ်။အဲ့တော့ဆိုလိုချင်တာအခုပေါ့နော်။အရင်တပတ်ကရောတောက်ကြနေ့ မှာတောက်ကြနေပေါ့နော်ဒီပနင်းလာနေရနေပြီးတော့တောက်ကြနေဒီ energy ရ energy ရောအဆင်ပြေခဲ့လာပေါ့နော်အခုဒီတနေ့ကကြတော့အမလို့ဒီနေ့တနင်းလာနေရနေပြီးတော့လာမဲ့တောက်ကြနေဒီကိုဆွဲပြင်လာဒါပေမဲ့အမလို့ဆွဲပြတာကဒီ present self ကနေကြည့်ရရှူတာအောင်လို့မဟုတ်ပဲね future self ရှူတာအောင်လို့ကြည့်ပြီးမှာအဲ့တော့လာမဲ့24ရက်တောက်ကြနေနော် October 24ရက်နေ့ October 24ရက်နေ့ October 24ရက်နေ့ရနော်ရောက်မဲ့ ကိုယ့်ရဲ့ဒီ future self ကကိုယ်ဘာတွေပြောမလဲเนาะ Okay အဲ့တော့ဒီ video လေးကို October 25ရက်နေ့မတိုင်ခင်ပြထကြည့်လို့ရပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့ future self ကဒီလက်ရှိကိုယ့်ရဲ့ present self ကိုဘာတွေပြောမလဲ Thank you October 24ရက်နေ့မှာကြာရောက်မယ်ကိုယ့်ရဲ့ future self ကကိုယ့်ရဲ့လက်ရှိ present self ကိုဘာတွေပြောမလဲဘာကြောင့်ကျေးဇူးတင်မလဲ နော် Okay ပါ message တွေပါခြင်းလေးချင်နော် Thank you အဘိုက်ခလေးရ for of coins ပုံစံလေးရကြည့်ပါ Okay thank you Oh 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 ဒါလေးတွေ့တော့ဒီအားလေးကဒီလိုကတ်နေရ Thank you โอเค message တွေကတော့အများကြီးပါဒီလိုမျိုးလေးကန်နေတာပါညင်ဝါးပြီးဆိုချင်လိုက်တော့မယ်နော်အဲ့တော့ Friday future Friday self ကပေးခြင်းတဲ့ message တွေအများကြီးပါပုံမှန်တွေ့တဲ့အတိုင်းပဲကိုကနော်ဒီလက်ရှိကိုရဲ့ present self ကငွေကြီးနဲ့ပတ်သက်ပြီးတော့ပူပန်နေရအမှန်တော့သူ့မှာရှိတယ်တွေ့လားသူ့အတွက်ဆိုရင် universe မှာရှိပြီးသားသူ့ထဲမှာလည်းရှိတယ် ပိုင်ဆိုင်တဲ့ပစ္စည်းတွေရှိတယ်အငွေကြေးရှိတယ်အမေအဲ့ဒါကိုသူကအနာဂတ်မှာထပ်ပြီးမရမှာစိုးလို့ဆိုပြီးတော့ worry ဖြစ်တာဖတ်ထားတွေ့လားဒီငါပြအောင်လေဟာနော်အဲ့တော့ငွေကြေးရပူပန်နေတဲ့သူမျိုးတွေတချို့ကကြာရေရှည်အတွက်ရေရှည်အစီအစဉ်အတွက်အမှ relationship ပိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ရေရှည်အတွက်ကိုပူပန်နေတဲ့သူတွေအတွက် no need to worry ပူပန်စိတ်ကို short ခဲ့နိုင်တဲ့တော့ကြောင့်မလို့အဲ future self က future friday ဆန်က thank you ပါเนาะတချို့အတွက်ကမှာစရင်စရာတွေနဲ့ပတ်သက်ပြီးတော့เนาะငွေကြေးစရင်စရာတွေနဲ့ပတ်သက်ပြီးတော့ပူပန်နေတယ်ခုလက်ရှိမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပူပန်နေတဲ့သူတွေဆိုရင်လည်းအခုချိန်မှာအဲ့ပူပန်မှုတွေကို release လုပ်လိုက်တယ်လှုပ်ချလိုက်တယ်เนาะဒီမှာဆိုရင်ပုံမှာအတွေးတွေထဲမှာပိတ်မိနေတာမျိုးတွေเนาะအဲ့လိုမှာဒီမှာအတွေးတွေမှာပိတ်မိနေရဆိုရင် तू ကဓာတ်ကိုကင်ပြီးတော့စပြီးတော့ဖြတ်နေမျိုးเนาะအကိုကိုတိုင်းက unknown situation မမြင်ရဘူး အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုမူတေချာပါမလားဖြစ်နိုင်ပါမလားဆိုတဲ့အတွေးတွေเนาะအာကိုဒီလိုမျိုးတွေ action ယူရပေါင်းဝင်ကြရပါတယ်ပြောမလဲအာမိဘတွေကဘယ်လိုပြောမလဲအတိုင်းဝိုင်းတငယ်ချင်းမိတ်ဆွေတွေကဘယ်လိုပြောမလဲအပြင်ပလူတွေကဘလို့ပြောမလဲအဲ့လိုအသွေးတွေပတ်ချလဲတွေ့ရမှာလားပြင်ပအာယုံမှာပိတ်မိနေတဲ့ကိုယ့်ရဲ့ mental health ပိုင်းအထူးသဖြင့်စိတ်ပိုင်းဆိုင်ရာအသွေးတွေအများများတာเนาะစိတ်ပိုင်းဆိုင်ရာအကြမ်းမှာဟိုလူတွက်ပူတယ်ဒီလူတွက်ပူတယ် အတော့ကရညာနေအဲ့လိုအခြေအနေကနေဒီမှာကျိုးတွေသူ့ကိုနှောင်ကျိုးတွေတုတ်ထားတယ်ပေါ့နော်အဲ့ဒါကိုဖြတ်ပြီးတော့ကိုမတိတဲ့အခြေအနေ unknown situation တခုကိုတော့မှကိုကနော်ထိုင်ပြီးတော့တွေးတာဆွေးတာစိတ်နဲ့လူနဲ့မကတ်တာအဲ့လိုမျိုးတွေမလုပ်ဘဲနဲ့အဲ့ဒီຢာတွေအကုန်လုံးလွှတ်ချလိုက်တယ်နော်ဒီလိုအတွေးထဲမှာပဲထိုင်ပြီးတော့တွေးပူနေတယ်ထိုင်ပြီးတော့ခံစားနေနော်ဟိုဒီအတိတ်ကပြီးသွားခဲ့တဲ့မောက်သွားပြီပြီးသွားခဲ့တဲ့ຢာတွေကမရှိတော့ နော်ပြီးသွားကြတဲ့ຢာတွေကမရှိတော့အဲ့ဒါကိုဟိုကိုကတီးလိုက်နိုင်တယ်။အော် okay ငါအာယုံ စိုက်ကမှာကပြီးသွားကြတဲ့အခြေအနေမဟုတ်တော့ဘူး။အနာဂတ်အတွက်ကောင်းမွန်တဲ့ positive mindset တွေထားရမှာနော်။အဲ့လိုမျိုးကိုကို ပြန်ပြီးတော့သုံးသပ်လိုက်နိုင်တယ်နော်။ okay အော်ဒီကက်လေးအာဒီမှာ strat ခွန်အားတွေပေါ့နော်စိတ်ရှည်တီးခံပြီးတော့ patience စိတ်ရှည်တီးခံပြီးတော့ဆုံးချက်ဆုံးရချက်ပြက်ပြက်တတတာနဲ့ ဟိုကို action ယူရမယ့်အပိုင်းကိုကိုလက်တွေ့ကျလှုပ်ဆောင်ရမယ့်အပိုင်းကိုလက်တွေ့ကျလှုပ်ဆောင်ပြီးတော့ the sun တဘာဝတရားနဲ့ထိတွေ့တယ်เนาะအခန်းအခိုက်တန်တိုင်းမှာ happiness vibe လေးနဲ့သွားတယ်เนาะလက်ရှိအခြေအနေကိုတတိကပ်ပြီးတော့ပျော်ရွှင်နေတဲ့ energy မျိုးလေးနဲ့အမြဲတမ်းသွားတယ်เนาะသွားတယ်ညာဘက်တွေကိုအချိန်မှန်မှန်ပို့အိပ်လာတယ်အပြတ်သဘောဆောင်တဲ့ negative vibe တွေကိုအာယုံစိုက်ကမဲ့အစား the sun positive vibe ကို အာယုံပို့ပြီးတော့စိုက်လာနိုင်တယ်နော်ညာဘက်တွေဆိုလည်းအချိန်မှန်မှန်အိတ်လာနိုင်တယ်အတွေးတွေမများတော့ဘူးဥပန်တော့ကားတွေဆိုရင်လည်းစူးရင်တော့ကားတွေမရှိတော့ဘူးအခုပြစ်စုံပန်တက်တဲ့မှာပဲတတိနဲ့ကပ်ပြီးတော့အာယုံပူဆိုက်ပြီးတော့ကိုလှုပ်ရမယ့်အလုပ်ကိုစိတ်ရှည်တီးခံပြီးတော့ပို့ပြီးတော့လက်တွေ့ကြကြနဲ့ပို့လှုပ်ဖြစ်လာတယ်တဘာဝတရားတွေနဲ့ထိတွေ့လာတယ်ဒီလိုအခန်းထဲမှာပဲပိတ်ပြီးတော့ခံစားနေတာအတွေးတွေထဲမှာပဲပိတ်ပြီးတော့နေတာမျိုးတွေငွေကြေး ရှေ့ရီအနာဂတ်ရေရှည်အစီအစဉ်တွေအတွက်ထိုင်းပြီးတွေးပူနေတာမျိုးတွေမဟုတ်တော့ဘဲနဲ့เนาะညာဘက်တွေလည်းအတွေးများတာမျိုးတွေမဟုတ်တော့ဘဲနဲ့အာဒီကိုကအတူတဘောဆောင်တဲ့ဘက်ကိုအယုံပူစိုက်ပြီးတော့လက်တွေကြကြနဲ့အဲသွားလိုက်နိုင်တယ်ဒီတပတ်တာကာလမှာအဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ Friday Future Self Future Self Future Friday Self ကနေပြီးတော့ thank you တောက်ကြနေမှာကိုရောက်လာမယ်ကိုကနေပြီးတော့ ဲ့အတွက်တိတ်ကျေစုတင်တယ်ဒီတနင်္လာနေ့ရောအင်္ဂါနေ့ရောဘုဒ္ဓဟူးနေ့ရောကျသပရိနေ့ရော နော်တောက်ကြာနေ့ပိုင်းနေမှာရောကိုကခုနကလိုအချိန်မမှန်အိတ်လာတယ်အပြတ်သဘောဆောင်တဲ့အတွေ့အတွေ့လာရဲဆိုချက်ချင်းကိုကိုတတိကပ်ပြီးတော့အပြုသဘောဆောင်တဲ့ဘက်ကို focus ထားတယ်စိတ်ရှိတီးခန့်တယ်တဘာဝတရားတွေနဲ့ထိတွေ့တယ်နေတို့နေရောင်တို့နော်အဲ့လိုမျိုးတွေနဲ့ထိတွေ့တယ်မြေကြီးတက်ယူတယ်ပန်းလေးတွေရဲ့ရနံ့ကိုရှူတယ်တစ်ပင်လေးတွေရဲ့နားကိုသွားတယ်နော် အဲ့ရနေပြီးတော့ tree prana တို့ prana ဓာတ်တွေရှူတယ်နော်ဒေဓာတ်တွေရှူတယ်တတိလေးကပ်ပြီးတော့ရှူတယ်ပြစ္ဆုတ်ပန်တက်တဲ့မှာပဲနေတယ်အနာဂတ်အတွက်ပူပန်နာတွေမဟုတ်တော့ဘူးပူပန်နာတွေအကုန်လုံးလွှတ်ချတယ်အတွေးများတာတွေကိုလွှတ်ချတယ်ပြီးတော့အာဒီပြီးသွားခဲ့တဲ့အကြောင်းအရာတွေပြီးသွားခဲ့တဲ့လောက်ကန်တွေပြီးသွားခဲ့တဲ့ဖြစ်စဉ်တွေပြီးသွားခဲ့တဲ့ relationship တွေအားလုံးမှောက်သွားပြီဆိုတာမရှိတော့မရှိတဲ့အတွက်ကြောင့်မဒါကြီးကိုထိုင်ပြီးတွေးပူနေတော့အလကားပဲအဲ့တော့မလုပ်မလဲဒီပြစ္ဆုတ်ပန်တက်တဲ့ကိုပဲ ပြင်ဆင်ပန်တက်တဲ့မှာနေမယ်ထိုင်အတိတ်ကိုထိုင်ခံစားရမှာမဟုတ်ဘဲနဲ့အနာဂတ်မှာအပြူသဘောဆောင်တဲ့ဘက်ကိုအာယုံစိုက်ပြီးတော့မမှောက်သေးတဲ့ခွက်တွေတွေ့လာဒီဘက်မှာဟိုဘက်လေးကိုပြောင်းပြီးတော့လှည့်ကြည့်လိုက်မယ်နော်အဲ့လိုမျိုးလေး shift လုပ်လိုက်နိုင်တယ်ပြောင်းလဲလေးလုပ်လိုက်နိုင်တယ်အဲ့တော့ကြောင့်မလို့ကိုယ့်ရဲ့ Friday Future Self က thank you ဖြစ်နေမှာ Friday Future Self ရဲ့ energy ကိုကြည့်လိုက်ပါအောင်ရေးလည်းလည်းမိုက်နေနော် ဲ့ဒါခါကျတော့ Ten of Cups ကကြည့်ပါအောင်ကိုယ့်ရဲ့ရေရှည် long term plan တွေမှာအရေရှည် long term အခုလက်ရှိတက်တဲ့လက်ရှိအခြေအနေမှာပဲဖြစ်ဖြစ်ရေရှည်အနာဂတ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့မိသားစု life အတွက်တချို့ဆိုရင်ဒါကိုအိမ်အောင်ကြပြီလို့တားလေးတမိလေးကလေး၂ယောက်ပေါ့နော်မိသားစု၄ယောက်အဲအဲ့လိုမျိုးအတွက်အစီအစဉ်တွေဆွဲပြီးတော့ကိုတကယ်နှစ်သက်ဝါသနာပါတဲ့ အရာတွေတချို့အတွက်ဆိုရင်ဒါမိသားစုတွေအတွက်ကိုအာမိသားစုတွေရဲ့ကျန်းမာရေးမိသားစုတွေရဲ့ဒီရှေ့ရေးအနာဂတ်အတွက်ရည်ရွယ်ပြီးတော့အအလုပ်တွေလုပ်တာအစီအစဉ်တွေဆွဲတာဆက်ဆက်လုပ်ငန်းတွေလုပ်ကင်တာမျိုးတွေပေါ့နော်ကိုရကိုတိုင်းကလည်းဒီမှာ night of cups အရာဆိုရင်ဒါတကယ်ကိုနှစ်သက်ဝါသနာပါတဲ့အရာတွေကိုနော်စိတ်ခံစားချက်အပြည့်နဲ့ action ယူတာမျိုးတွေပေါ့နော်အဲတွေ့ရတယ် အဲဒါအရန်ကြီးရဲ့သူမှာ happy vibe ကိုကြည့်ပါပုံလေးကိုကြည့်လိုက်သေးတာပုံမှန်အပြည့်ဆိုရင်ဒီ the moon energy ပေါ့နော် pisces energy pisces cancer pisces scorpio အာ aries tor အာ aries leo sagittarius ရေဓာတ်မီဓာတ်တွေအရန် strong ဖြစ်တယ်နော်အဲ့တော့အခါကြတော့ the moon energy ကပုံမှန်အားဖြင့်ဆိုရင်ပုံတခြားသောကတ်တွေမှာတွေ့မိမယ်ပေါ့နော်။တိတ်ပြီးတော့ happiness wife harmony ကိုဒါပေမဲ့ဒီ good karma ကတ်မှာတော့ဒါလေးက good karma ကတ်ပါနော်။ချို့တွေကတ်တွေနာမည်ကိုအမှုလာလာမေးလို့ပေါ့နော်။ good karma ကတ်ပါတိတ်လှတယ်။ဒါအရန်ကြီးရှိဖို့ဆွဲလည်းမဟုတ်ဘူး။ဒီနောက်ပိုင်းခေတ် modern ဘက်ကိုလည်းသွားတယ်ပေါ့နော်။ okay ကတ်ကြော်ညာရေးဝင်လာပါပြီ။ကတ်လေးတွေကိုချစ်ကြမယ်ထင်နေပေါ့နော်။အဲ့ဒါ good karma ကတ်ပါ။အမကြီးကတော့အရန်သဘောကျတဲ့ကတ်ကလေးပါ။ဒီမှာ the moon ကိုကြည်ပါနော်။ လုံးဝ injuration မြင့်မြင့်တဲ့သဘာဝတရားနဲ့ချိတ်ဆက်ပြီးတော့မြစ်တာတွေထားလူတွေခန်းစားချက်တွေနဲ့ဒီမှာတောက်ပါပြီးတော့လှပါပြီးတော့လीเนาะအဲ့လိုမျိုး5မျိုးတကယ် deep emotion ခန်းစားချက်တကယ်ဖြစ်ချင်တာတကယ်လေးလေးနက်နက်နဲ့ကိုစံထားရှိတဲ့အရာတွေကိုအကောင့်ထဲပေါ်လိုက်နိုင်တယ် water 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 ရေဓာတ်တွေပဲဖြစ်တဲ့တကြောင်မို့လို့အဲ emotion မစိတ်ခံစားချက်မှာနည်းနည်းလှိုင်းထိုက်တဲ့အပိုင်းတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လည်းကိုကတကယ်လေးလေးနက်နက်နဲ့စူးစမ်းအားထုတ်မယ်ဆိုတဲ့ message မျိုးရတယ်အဲတော့ Friday Future Self ကဘာတွေအတွက်ကျေးဇူးတင်လဲဆိုရယ်ကိုရဲ့စိတ်ဆန္ဒမှာရှိတဲ့အရာတွေကိုတကယ်လက်တွေ့ကြကြနဲ့စိတ်ရှည်သီးခံပြီးတော့လက်တွေ့ကြကြနဲ့အကောင့်ထဲပေါ်လိုက်နိုင်တယ်တဘာဘောတရားတွေနဲ့ပို့ပြီးတော့ထိတွေ့ပြီးတော့အခိုက်အတန့်တိုင်းအချိန် စိုက်ကမရွေးအပြုံးနေနဲ့ဒီမှာကြည့်ပါအောင်เนาะ vibe တရားလုံးဝအပြုံးနေနဲ့စိုက်ကမလန့်ကိုเนาะပျော်ရွှင်မှုအပြုံးနေနဲ့တဘာဝတရားနဲ့ထိတွေ့ပြီးတော့တကယ် reality အခြေအနေတစ်ခုเนาะစစ်မှန်တဲ့ဒီစိတ်ကူးရင်အိမ်မက်ထဲကအရာတို့အကောင့်ထဲပေါ်တာလက်တွေ့ကြကြနဲ့စစ်မှန်တဲ့အကောင့်ထဲပေါ်လိုက်နိုင်မှုအတွက် thank you တဲ့เนาะ future self ကနေပြီးတော့ future friday self ကနေပြီးတော့ပြောပါတယ်โอเคအာဒီလိုမျိုးခုနအမရှိမှပြောခဲ့တယ်လို့ dark energy တွေ negative mindset တွေအကုန်လုံးကိုလည်း shift လုပ်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ thank you ကျေးဇူးအများကြီးတင်ပါတယ်เนาะ okay so အဲ့တော့နောက်တစ်ပတ်တောက်ကြနေ October 24ရက်ဒီ video လေးကို October 25ရက်မတိုင်ခင်မှာကြည့်လို့ရပါတယ်เนาะအာ25ရက်မတိုင်ခင်အထိပေါ့နော်ရထားတဲ့ message လေးပါကြည့်လို့ရပါတယ်ကိုနဲ့ကန်ဆက်တယ်ဆိုရင်ပေါ်လာပါလိမ့်မယ်နော်အဆုံးထိအချိန်ပေးပြီး energy ပေးပြီးနားထောင်ပြီးတော့ကျေးဇူးများရည်တင်ပါတယ်ဒီ video လေးရတဲ့ဆုံးတူအတွက်ပေါ့နော်ဟို ဗဟုသုတရရွားတယ်စိတ်ခွန်အားဖြစ်သွားတယ်ဆိုရင်အဲ့တော့ဆိုတာနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ဖြစ်မိပါတယ် Emily Page တို့လည်း like follow sharing တွေလုပ်ပေးခဲ့လို့ရပါတယ်အတကယ်လို့ personal reading လေးဝယ်ယူခြင်းနဲ့ healing service လေးနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းလိုတယ် အဲဒါမှမဟုတ်လဲ free service လေး healing service နဲ့ပတ်သက်ပြီးတော့ free service လေးတွေလိုချင်တယ်အဲ terror နဲ့ပတ်သက်ပြီးအခြေခံ terror ဖဏီလေးတင်ယူချင်တယ်ဆိုရင်တော့အဲ့တော့ဆိုရင် chat box မှာလာရောက်မြန်မြန်ဆောင်သမ်းလို့ရပါတယ် admin team က online share နဲ့ chat ချင်းအကြောင်းပြန်ပေးမှာဖြစ်ပါတယ်အဆုံးထိအချိန်ပေးပြီးနောက်ထောင်းပြီးတော့ကျေးဇူးများရည်တင်ပါတယ်เนาะ bye bye see you soon Thank you.